ဟို Telegram ကို တကယ်ကိုဆရာကြောင်းသုံးနိုင်နေသူတွေအများကြီးရှိတယ်။ကျွန်တော်တို့ဆိုရင်တော့ Telegram ကအရင်အုံနောက်ချောက်တယ်။ဟိုမျက်စိရလည်းကြည့်ရတာရှုပ်တယ်။ကျွန်တော်ဆိုရင်တော့ဗီဒီယိုတွေတိမ်တက်ပုံတွေတိမ်အဲ့လောက်ပဲသုံးနိုင်နေအဆင်ပေါ့ဗျာ။ဒါပေမဲ့အခုဒီဗီဒီယိုမှာကျွန်တော်ဘာကို tutorial ရဲ့အနေနဲ့လုပ်ပြမှာလဲဆိုတော့သူတို့တွေအားလုံးအတွက်လည်းအထောက်ပံ့ဖြစ်အောင်ဒါမှမဟုတ်တချို့စီးပွားရေးလုပ်ချင်တဲ့သူတွေ AI automation နဲ့လုပ်ချင်တဲ့သူတွေအတွက် idea လေးတစ်ခုရသွားအောင်လို့ ဘာလုပ်ပေးမှာလဲဆိုတော့အဲ့ဒီ Telegram ကို ChatGPT ဒါမှမဟုတ်ဂျမနိုင်ကတော့ free ဖြစ်မှာထင်တယ်ဂျမနိုင်နဲ့ကျွန်တော်ချိတ်ပြမယ် ChatGPT နဲ့ဆိုရင်အဲ့ဒီ API key ကိုရဖို့အတွက်ကိုကျွန်တော်က5ဒေါ်လာထည့်ရသေးတယ်အဲ့တော့ ChatGPT နဲ့ချိတ်တာကလည်းမခက်ဘူးတပုံစံနဲ့ပဲဂျမနိုင်နဲ့ချိတ်တာကလည်းတပုံစံနဲ့ပဲအဲ့တော့ဂျမနိုင်ကသူ့ရဲ့ API key ကိုရဖို့အတွက်ကိုကျွန်တော်တို့ကဒေါ်လာလည်းထည့်စရာမလိုဘာမှလည်းလုပ်စရာမလိုသေးဘူးအဲ့ဒါကြောင့်ဂျမနိုင်ကို Telegram နဲ့ကိုဘယ်လိုထည့်မလဲဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေ့ tutorial မှာလုပ်မှာခက်လားမခက်ဘူး လွယ်တယ်ရိုးတယ်ရှင်းတယ်ဒါပေမဲ့ဗီဒီယိုနဲ့အတူတူ live လုပ်ကြည့်ရင်လည်းကောင်းတာပေါ့ဗျာရရင်တော့ရားချောင်းလေးကျွန်တော်ပြန်ပြန်ပြောပြီးအဲ့တော့ဒီဟာကြီးရဲ့ tutorial ကြီးကိုမသွားခင်မှာကျွန်တော်တို့က AI automation ကိုစိတ်ဝင်စားကြတဲ့သူတွေလို့ကျွန်တော်ယုံကြည်တယ်ဒီမှာကြည့်နေတဲ့သူတွေအားလုံးက next level တစ်ခုကိုသွားချင်တာပေါ့နော်ကျွန်တော်တို့ကခုနဗီဒီယိုတွေလုပ်ရင်တော့စီးပွားရေးကကောင်းလားဆိုရင်အခုကျွန်တော်တို့ AI မြန်မာတို့ဟို AI မြန်မာ group တွေဘာမှစ AI တို့ဘာလို့ဆိုတာ သူတို့အရန်ညံပြေးတယ်အရန်မိုက်တယ်သူတို့လုပ်တဲ့စီးပွားရေးတွေလေကျွန်တော် share သမျှဗီဒီယိုတွေအကုန်လုံးလေသူတို့ group တွေမှာလက်ခံပြေးတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောတာမဟုတ်ဘူးသူတို့ကဗီဒီယိုလေးတွေဖန်တီးတယ်ဆိုရင်တော့မှသူများတွေလိုမျိုးဗီဒီယိုဖန်တီးတဲ့အဆင့်မှာနေမဟုတ်ဘူးသူက account လေးတွေပဲပြန်ရောင်းပေးရမလားအလုံးမျှပြီးသုံးစီခြင်းနဲ့စေတနာပါတယ်အော်ငါတို့ ਨੇ share ပြီးသုံးမလား account တွေပြန်ရောင်းနေစီးပွားရေးပေါ်ပေါက်လာတယ်ပြုံးပြေးတတ်တာနေမဟုတ်ဘူးအဲ့ဒါအပြင်ပတ်စံပေါ်လုံးနေတယ်ဗျာအဲ့တော့ ကျွန်တော်တို့တွေက AI မှာ AI ကြီးပဲကောင်းနေလို့မရဘူး automation ဆိုတဲ့ဒီလိုပဲ automation မှာပဲဆရာကြီးဖြစ်နေလို့မရဘူးစီးပွားရေးဆိုတာဘယ်လိုအကွက်အခွင့်နဲ့သွားမှာလဲကိုယ့်အိတ်ထဲကိုပတ်စံဘယ်ကနေဘယ်သူတွေဆင်းနေဘယ်လိုဝင်มาလဲဆိုတာကိုသူတို့တွေကတော့ video လမ်းကြောင်းပေါ်မှာအရန်တော်ကြတဲ့သူတွေပေါ့နော်ကျွန်တော်တို့က AI automation ကိုသွားနေရဆိုပေမဲ့စီးပွားရေးကဘယ်အချိန်မှာဘယ်လိုကျွန်တော်တို့စီကိုပတ်စံဝင်မလဲဆိုတာကိုအရင်စဉ်းစားရတယ် ပြီးတော့မှကိုလုတ်တက်တာတွေကဘာတွေလဲဗီဒီယိုလုတ်တက်တာလားဓာတ်ပုံလုတ်တက်တာလားအော်တိုမေးရှင်းနဲ့မှမှ message ပို့တာကိုလုတ်တက်တာလားဒါမှမဟုတ်ဖုန်းလိုလိုခေါ်တဲ့ကျွန်တော်လုပ်နေတဲ့ဟိုတခြား business တစ်ခုရှိတယ်အဲ့ဒါကတော့ဖုန်းအလိုလိုခေါ်ပြီးတဲ့ဟာပေါ့နော်အဲ့ဒါကိုလုတ်ချင်တာလားဒါမှမဟုတ် website က data တွေကို script လုပ်ပြီးတော့တကယ်အချက်လက်တွေရောင်းစားမဲ့သူလုတ်ချင်တာလားအဲ့တော့ AI မှာ ပြီးမှနောက်တစ်ချိန်ကျရင်နောက်ဗီဒီယိုတွေကျရင်ကျွန်တော်က niche လုပ်တယ်ဆိုတဲ့ကိစ္စကိုကျွန်တော်တင်ပေးမယ်အဲ့ဒါပါလဲဆိုတော့ကိုလုတ်တာတက်တာတွေကအများကြီးဖြစ်လာပြီဒါပေမဲ့စီးပွားရေးလုပ်မယ်ဆိုရင်တခုတည်းကို narrow down ပေါ့ကျဉ်းချလိုက်ပြီးတော့မှကျွန်တော်တို့ကတခုတည်းပေါ်မှာတွန်းအောင်ပါလीအဲ့လိုအဆင့်နေအဆင့်နေအဆင့်နေအများကြီးစီကစင်ကလောက်တာကို AI automation လို့ခေါ်တယ်အဲ့ဒီ AI automation ကိုဘယ်လိုလုပ်လို့ရလဲတခုနဲ့တခုနဲ့ကိုပေးပြီးတော့ချိတ်ဆက်ခွင့်ပေးတဲ့ platform တွေအများကြီးရှိတယ် ਉਹ မှာကျွန်တော်အခုလုပ်နေတဲ့ NAN NAN ဆိုရလဲ သုံးလို့ရတယ် make ကျွန်တော်ဒီနေ့ပြမယ်ဥပမာကတော့ make ပေါ့နော်အဲ့တော့ AI automation platform ဆိုတာအများကြီးရှိတယ်ကျွန်တော်တို့ချိတ်ခွင့်ပေးထားတယ်အဲ့တော့ဒီနေ့လုတ်ပြမယ်ဟာတွေကတခုက AI automation နဲ့မှာလုံးဝအခြေခံဖြစ်တဲ့သဘောတဘာဝတခုဒါလေးကိုအတူတူလိုက်လုပ်ကြည့်မယ် box မှာနံပါတ်1ချက်ကကျွန်တော်တို့ bot father ဆိုတာကိုရိုက်ထည့်လိုက် B O T F A T H E R အဲ့ဒီမှာဒီညာဘက်ပြီးမှအပြာချင်းတဲ့ကောင်လေးတခုပေါ်လာလိမ့်မယ်နော်အပြာချင်းတဲ့ကောင်ကိုနှိမ့်လိုက်ရင် Godfather အပြချင်းတဲ့ကောင်ဒါမျိုးပေါ်လာမယ်ပေါ်လာရင် အောက်ထက်မှာဘာရိုက်ထဲမလဲဆိုရင်ဒါကျွန်တော်ခုနစံကလီထားနော်ကျွန်တော်အပေါ်လောက်တဲ့ဟာတွေလုံးဝမရှုံးနဲ့အောက်ထက်မှာဘာရိုက်ထဲမလဲဆိုရင် slash new ပေါ်လို့နှိပ်လိုက်ဟုတ်ပြီဒီပေါ်ကိုဘယ်လိုနာမည်ပေးမလဲပေါ့နော်ဘယ်လိုနာမည်ပေးမလဲဆိုတော့ကျွန်တော်က text test 1လို့ပဲနာမည်ပေးလိုက်မယ် ဟုတ်ပြီ test 1လို့ကျွန်တော်တို့နာမည်ပေးပြရင်တော့ဒီမှာကျွန်တော်တို့ user name ပေးရမယ်ပေါ့ဗျာ user name တခုခုပေးရမယ် user name မှာဘယ်လိုပေးမလဲအာပေးလိုက်မယ်ဗျာ nc text ပြီးရင် user name ရဲ့အဆုံးမှာလေတော့ဒီလို bot ဆိုတာလေးကိုထည့်ပြီးရိုက်ပြရတယ် bot ကျွန် next chapter text ကဘယ်လိုဖြစ်လဲ next chapter test build slash build image မရဘူးတဲ့အမ် username ကယူပြီးသားဖြစ်နေအဲ့တော့ shout လုပ်ကြည့်ရအောင်နော် nc tets number 6ထည့်လိုက်မယ်195 abc bin/ bot ကိုတကယ်အစစ်မှန်ဖန်တီးရဲ့အချိန်ကျတော့ပဲနာမည်ကိုကိုကြိုက်တဲ့အထာလေးရွေးပေါ့နော်နှိပ်လိုက်ပြီအဲ့ဆိုရင် okay ရသွားပြီကျွန်တော်တို့က Telegram မှာ bot ကို create လုပ်ပြီးသားဖြစ်သွားပြီဖြစ်သွားရင်ကျွန်တော်တို့ဘာကူးရမှာလဲဆိုရင်အဲ့ဒီ API ကိုကူးရမှာ တော့ဒီ API ကသူများကိုလည်းပြလို့မရဘူးအဲသူများကိုဖန်တီးထားတဲ့ဟာကိုပြနောက်တစ်ချိန်ကျရင် API ကို queue site ပေါ့ကျွန်တော်ကသူများ API ကြီးတည်တယ်ဆိုရင်သူ့ API ကြီးကိုဆွဲယူပြီးတော့ကျွန်တော်လုတ်ချင်တာလုတ်လို့ရတယ်ဒါတော့ကျွန်တော်အစမ်းလုတ်ပြမယ်ဟာပေါ့နော်ပြီးရင်ကျွန်တော်ဖျက်ပြစ်မှာဆိုတော့ပြဿနာမရှိဘူးအော်ဒီ API ကိုကူရတယ်ကူမယ်ဆိုရင်ဒါလေးနှိပ်လိုက်နော် auto copy ဖြစ်သွားမယ်ဒါမှမဟုတ်ဒီလို select map ပြီးကူချင်လဲကူပေါ့ဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်တစင်ပြီးသွားပြီ channel ဒီဆောင်မှာဖြစ်တဲ့အတွက်ကျွန်တော်က Telegram ကိုသွားပြီးသွားရင်ကိုယ့်ရဲ့ဘက်ဒေါင်းက profile အဆက်ကလေး30ရှိတဲ့ဟာလေးကိုနှိပ်လိုက်ကျွန်တော်ဆိုတော့ဒီမှာပေါ်လာရယ်ပေါ့နော်ပြီးတော့ကျွန်တော် new channel ဆိုတော့နှိပ်လိုက်ပြီး channel နာမည်တခုခုပေးလိုက်မှာပေါ့နော်ခုနအဲကျွန်တော် next chapter ဆိုတော့ adobe nc test ဆိုပြီးတော့ကျွန်တော် channel ပေးလိုက်မယ် description ဘာမှမမရေးချင်လည်းရတယ်ပြီးရင် private channel ဆိုတဲ့ဟာမျိုးလေးလုပ်လိုက်ပေါ့နော်ကျွန်တော် private ပဲလုပ်လိုက်မယ် admin တယောက်ကိုထပ် add ရမယ်အဲ့တော့ add administrator ဆိုတော့နှိပ်လိုက်ပြီးတော့အဲ့အစ်တဲ့ admin admin ကဘာလို့လဲဆိုရင် NC Test 2025 ABC ပေါ့ခုနကတော့လေကျွန်တော်တို့ create ထားတဲ့ပေါ့ကျွန်တော်တို့ပေးထားတဲ့နာမည်ပေါ့ဗျာအဲ့ဒီကောင်ကိုဒီ private channel တော့ထည့်လိုက်ပြန်သူကမရှိသေးဘူးမရှိသေးတဲ့အတွက်ကြောင့်မလို့ invite လုပ်ရပါမယ်အဲလုပ်ပါမလားဆိုရင် okay အဲ့ဒါနှိပ်လိုက်ပြီးရင်ဒီ admin ဘာလုပ်နိုင်လဲဆိုတဲ့အရာအားလုံးကိုတော့ default ထားထားပေးလိုက်အဲ့ဒါဆိုရင်ကြီးကြီးလိုက် channel ထဲမှာကျွန်တော်ရှိတယ်အဲ့နောက်တစ်ခုကကျွန်တော်ခုန create ဖန်တီးထားတဲ့ Telegram ရဲ့ bot ကြီးရှိတယ်။နော်အဲ့တော့ဆိုနှစ်ယောက်ရှိသွားပြီ။အဲ့အဲ့ကိစ္စနံပါတ်1ပြီးသွားပြီ။ပြီးသွားရင် browser မှာတက်တစ်ခုဖွင့်ပြီးတော့ကျွန်တော်တို့ကဘာရိုက်ထည့်ရမလဲဆိုရင် make.ai ဆိုတာကိုရိုက်ထည့်လိုက်။ make.ai ဆိုတာကိုရိုက်ထည့်လိုက်ပြီးွားရင်အဲညာဘက်တောင်မှာညာဘက်တောင်မှာ login ဆိုတာလေးပါတယ်။အဲ့တော့နှိပ်လိုက်။ကိုကအကောင့်မရှိသေးဘူးဆိုရင် Google account တစ်ခုခုနဲ့ login ဝင်ဖို့တော့သူပြောလိမ့်မယ်။ အဲ့တော့ကြိုက်တဲ့ Google account တခုနဲ့ login ဝင်လိုက်ပေါ့နော်။ login ဝင်ပြီးသွားရင်ဘာပေါ်လာမလဲဆိုရင်ဒါမျိုးကြီးပေါ်လာလိမ့်မယ်။ဒါမျိုးကြီးပေါ်လာရင်ဘာမှမျက်စိမရှုပ်သွားနဲ့။ဒီဟာတွေပေါ်နေရတာကကျွန်တော်အရှိရက်ကကျွန်တော်ဘာသာကျွန်တော်ရှောက်ဆော့ထားတာတွေကြောင့်ဖြစ်နေတာ။အဲ့ကျွန်တော်တို့သွားမှာညာဘက်တောင်မှာ create a new scenario ဆိုတာဒါလေးရှိရဲ။အဲ့လေးကိုနှိမ့်လိုက်။ပေါင်းကြီးပေါ်လာရဗျာဒီပေါင်းကဒီလို zoom out ချလို့ရတယ်ဟိုဆွဲဒီဆွဲရွှေ့လို့ရတယ်အဲ့တော့အဲ့ဒီအပေါင်းမှာကျွန်တော်တို့ကပထမဆုံး အ item တခုအနေနဲ့ကျွန်တော်ဗာထည့်มาလဲဆိုရင်ဒီပေါင်းလေးကိုနှိပ်ပြီးွားရင်ဒီနောက်မှာ Telegram လို့ရိုက်ချလိုက်ပြီးွားရင် Telegram bot ဆိုတာကိုနှိပ်လိုက်ပြီးွားရင်အောက်ကိုဆွဲချအောက်ကိုဆွဲချပြီးတော့ရင်အဲဒီမှာ watch updates ဒါလေးကိုကျွန်တော်က trigger လို့ခေါ်တယ်ဗျာ trigger ဆိုတာဗာလဲဆိုတော့စာတစ်ခုခုဝင်တာ group ထဲမှာ channel ထဲမှာတစ်ခုခုဖြစ်ပေါ်ရဲဆိုတာ ਨੇ ဒီကိုတန်ရောက်အောင်လို့လုပ်မှာ အဲ့တော့ Telegram နဲ့ဒီကောင်းတွေကိုပထမဆုံးချိန်မှာပေါ့နော်အဲ့တော့ watch update ဆိုတော့နှိပ်လိုက်နှိပ်လိုက်ပြီးဝိုင်းရင်ဒီမှာအနီလေးပြနေမယ်အဲ့ဒါအမှားဘယ်လိုပြော error အနေနဲ့ပေါ်နေတာပြဿနာမရှိဘူး create a web hook ဆိုတာချိန်ရမယ် web hook ဆိုတာဘာပြောရလဲဆိုတော့တနည်းအားနဲ့တနည်းအားချိန်နေလှမ်းဆွဲတယ်လို့ပဲပေါ့ဗျာဟိုနာ Telegram ဟာ Mint ဒီလိုလာဆိုပြီးတော့လုံးမဲ့သဘောပေါ့အဲ့တော့ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက် နှိမ့်လိုက်ရင်ဒီမှာညာဘက်မှာကိုကနာမည်ပေးခြင်းပေးပေါ့ဗျာဒီ workflow ကိုကို channel နာမည်လေးပါလေးပေးခြင်းပေးပေါ့အဲ့ connection connection မှာဒါခုနကျွန်တော်ချိန်ထားလို့ဆက်တန်လန်းရှိတယ်ဆိုရင်ဒါမျိုးပေါ့လေဗျာဒါကျွန်တော်ခုနအရှိမဒါလီ tutorial လေးမလုပ်ခင်မှာကျွန်တော်ပါတော့ကျွန်တော်အရင်ဆန်းလိုက်တာအဲ့တော့မဟုတ်ဘူးဆိုရင် coordinate မှာညာဘက်မှာ add ဆိုတာလေးကိုနှိမ့်လိုက်နှိမ့်လိုက်ပြီးသွားရင်ဒီမှာတုန်ကင်ဆိုတာတွေ့လားအဲ့တော့ဒီမှာ connection နာမည်ကကိုကြိုက်တာပေးဒါပေမဲ့တုန်ကင်နေရာကတော့ကျွန်တော်တို့ခုနကတော့ god ဗာလေ port father အဲ့ဒီမှာ ရှိတဲ့ API ကိုတော့ကူပါမယ်။ Port Father မှာဒီမှာ API ရှိတဲ့ DAO ကူကူပြရင်ဒီမှာလာတဲ့ပြီးရင် save နေလိုက်။ပြီးွားရင်ထပ်ပြီးတော့ save နေလိုက်။ Okay ဒီလိုပေါ်လာပြီဒီလိုပေါ်လာရင် my Telegram bot ဆိုတဲ့ဟာကိုထပ်ပြီးတော့ save နေလိုက်။ Okay အဲ့တော့ပထမဆုံးတစ်ဆင့်ကျွန်တော်တို့ကမလုပ်မလဲဆိုရင်ဒီ Telegram ဒီနေရာမှာရှိတဲ့ make.com ai မှာရှိတဲ့ telegram နဲ့ကျွန်တော်တို့ရဲ့ Telegram ခုနဟာနဲ့ချိတ်ဆက်ပြီးွားပြီလားဆိုတဲ့ကိစ္စကိုကျွန်တော်ဆက်ရမယ်။ဆက်မယ်ဆိုရင်ဘာလုပ်မလဲဆိုရင် right click နဲ့ဒီမှာ run this module only ဆိုတာလေးကိုနှိပ်လိုက်။နှိပ်လိုက်ရင်သူကဘာဖြစ်မလဲအလုံးနေမယ်။အဲ့ဒီအချိန်မှာကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ခုနကျွန်တော်ရဲ့ Telegram channel ဟိုဘာเนาะ create လုပ်ထားတဲ့ channel ကိုသွားလိုက်။ဒီမှာ NC test ဆိုတဲ့ channel ပေါ်လာမယ်။သူ့သွားပြီးကျွန်တော်ဒီမှာ hello လို့ကျွန်တော်ရိုက်ထည့်ကြည့်လိုက်မယ်။ ်ကျွန်တော်ရိုက်တဲ့ဟာကအဲဒီမှာဒီဘက်မှာကြည့်ချင်းတစ်ဆွာလေးပေါ်လာမယ်ခုနအရှိရအဆင့်နေမှားနေရင်ဒါမှမဟုတ် API တုန်ကင်ထက်တာမှားနေပေါ်မလာဘူးဟောပေါ်လာရင်ဒီမှာတစ်ဆွာလေးပေါ်လာတဲ့ဟာလေးကိုဒါလေးကိုနှိပ်ကြည့်လိုက်နှိပ်ကြည့်လိုက်ရင်ဒီညာဘက်မှာကြည့်ကြည့် output ဆိုတာလေးပေါ်မယ် bundle အောက်မှာ message ဆိုတာပေါ်မယ် sorry ဒီ channel post အောက်ကိုသွားရမယ် channel post အောက်မှာဒီမှာ chat မှာရေဆွဲရဘလောက်ဘလောက်ဘလောက်ဘယ်အချိန်မှာဝင်လာတဲ့စာလီ hello နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဗာပြီးွားပြီလဲဆိုရင် Telegram နဲ့က message ကို mate.com ကိုကျွန်တော်ခေါ်ပြီးွားပြီခေါ်ပြီးွားရင်ကျွန်တော်တို့ရဲ့နောက်ထပ်တစ်ဆင့်ကဘာလုပ်ရမှာလဲဆိုရင်သူ့ကို LLM တစ်ခုခုနဲ့ချိန်မယ်ချိန်မယ်ဆိုတော့ဘာလုပ်မလဲအပေါင်းလေးနှိမ့်မယ် ChatGPT ကိုချိန်ချင်လဲချိန်မယ်ဗျာကျွန်တော်ဂျမနိုင်ကိုချိန်ချင်လဲချိန်မယ်အဲ့ဒီနေရာမှာ ChatGPT ကိုချိန်မယ်ဆိုရင် ChatGPT ကိုနှိမ့်ရမယ်ကျွန်တော်ကတော့ဂျမနိုင်နဲ့အဆန်းချိန်ပြမယ်နော် အဲ့ဂျမနိုင်ကိုသွားသွားလိုက်ပြီးွားရင်ဒီဂျမနိုင်ဆိုတဲ့နေရာကိုနှိပ်ပြီးွားရင်ကျွန်တော်တို့လုပ်မှာက create a completion completion ဆိုတော့ဘာပြောရလဲဆိုတော့ဗျာစာတစောင်းလိုက်အလိုလိုစာပြန်ဖြည့်ပေးပြီးတော့ကျွန်တော်တို့ chat gpt တို့ဂျမနိုင်တို့မှာဓာတ်ရိုက်သုံးလိုက်တဲ့လိုမျိုးပဲပေါ့နော်အဲ့လိုခန်းစားချက်လေးဖြစ်ပေါ်မယ်ပေါ့နော်အဲ့ create a completion ဆိုတာလေးကိုနှိပ်လိုက်ဟွန်းနှိပ်လိုက်ပြီးွားရင်ဒီမှာဒီမှာဒီနေရာမှာဘာမှမရှိသေးဘူးဆိုရင်အခုကျွန်တော်ချိန်ထားတာတခုရှိနေတယ် ဘာမှမရှိသေးဘူးဆိုရင်ဒီမှာ add ဆိုလေးကိုနှိပ်လိုက် add ဆိုလေးကိုနှိပ်ပြီးထုံးစံအတိုင်းပဲအဲ ChatGPT က API key ကိုသွားယူရမယ် ChatGPT က API key ကိုဘယ်လိုယူရလဲဆိုရင်ကျွန်တော်အရှိရဗီဒီယိုတစ်ပုဒ်မှာကျွန်တော်ပြထားခဲ့တဲ့အဲ Google AI Studio ကနေသွားပြီးတော့ API key လေးကို create လုပ်ပြီးတော့ယူလာခဲ့လိုက်ယူလာခဲ့လိုက်ပြီးဒီနေရာကိုထည့်လိုက်အဲ့တော့အရှိရဗီဒီယိုမှာလုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ tutorial ကိုထပ်ပြီး share သလိုဖြစ်မှာဆိုတော့ကျွန်တော်ထပ်မလုပ်ပေးတော့ဘူးအဲ့ဒါထည့်ပြီးွားရတာ ਨੇ ခုန add နှိပ်ပြီး save နှိပ်ပြီးွားရင်ဒါလေးပေါ်လာမယ်ပေါ်လာရင် ကျွန်တော်တို့က AI ဒုတိယတစ်ဆင့်က AI model ဆိုတော့ရွေးရမယ် AI model ပါလေကြိုက်တာရွေးပေါ့ဗျာကျွန်တော်ကတော့အလကားရမယ်ဟာတွေက2.5 flash ကမစိုးတင်နေเนาะအဲ့ဒါလေးရွေးကြည့်လိုက်မယ်ပြီးွားရင် py ဒီ message ပေါ့နော် message နေရာမှာ add item ဆိုတာလေးထည့်ရနှိပ်ရမယ်နှိပ်ရမယ်ဆိုရင် row ကဘာလဲ user model user အနေနဲ့ထားလို့ရတယ်ပြီးရင်နောက်တစ်ခုက add item နှိပ်လိုက် message type ကိုနှိပ်လိုက်ယူလိုက် text ဆိုတာလေးကိုယူထားလိုက်အဲ့တော့ message က text အနေနဲ့ဝင်မယ်အဲ့ text ကဘယ်ရလာမှာလဲဒါလေးကိုနှိပ်လိုက်တဲ့အချိန်မှာဒီဘေးမှာအများကြီးမျက်စိရှုပ်စရာကြီးတန်းစီပြီးပေါ်လာတယ်ဘာမှမျက်စိရှုပ်စရာမလိုဘူးဒီဘေးမှာဘယ်ဒီဆွဲချရမလဲအမ်ကျွန်တော်တို့အောက်ကိုဆွဲချဆွဲချပြီးတော့ဘာကိုလိုက်ရှာမလဲဆိုရင် channel post ကိုလိုက်ရှာဘာလို့လဲဆိုတော့ကျွန်တော်တို့ဖန်တီးထားတာ channel ကိုအဲ့ဒီ channel ထဲမှာဒီမှာ message ဆိုတဲ့နေရာလေးရှိရတယ်လားရှိတော့ဒီ hello ဆိုတဲ့ဟာရဲ့ဘေးမှာဒီ text ဆိုတဲ့ဟာကိုဖိပြီးတော့ဒီထဲကိုဆွဲထည့်လိုက် okay ပြီးဒီအမားလေးနှိပ်လိုက်အဲ့ဆိုရင် okay ပြီးနေပြီပြီးွားရင် safely နှိပ်လိုက် okay ကျွန်တော်တို့နှစ်ဆင့်ပြီးွားပြီเนาะဒီမှာက Telegram ကလာမယ့် message အဲ့ message ကိုကျွန်တော်တို့က Gemini ကိုပို့မှာအဲ့ဒီကောင်ကိုလည်းဆန်းလို့ရတယ် right click နှိပ် run this module only ကိုနှိပ်ကျွန်တော်စာတစ်ခုထည့်ရပြန်မယ် how are you ပါညာပါเนาะသူလုံးလုံးမဲ့ပုံစံကိုတစ်ချက်ကြည့်ကြည့်မယ် โอเคအဲ့ဒါဆိုရင်ဒီမှာ gen resort ဆိုတဲ့ဟာမှာဘာပေါ်လဲဆိုတော့ဒါ Gemini ကအဲပြန်ဖြည့်ပြီးရဲ့စာပေါ့ဗျာအဲ့နီကောင်းလားဘာလားကျွန်တော်ကျွန်တော်ဆရာဝန်မဟုတ်ပါဘူးဗျာညာထုံးစံအတိုင်းသူကပြောမယ်အဲ့တော့ဒုတိယဆင့်ပြီးွားပြီဒုတိယဆင့်ပြီးွားတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုနောက်ဆုံးဆင့်ဒီ Gemini ကထွက်လာတဲ့စာသူမဟုတ်ဒီနေရာမှာ ChatGPT တုံးထိုင် ChatGPT ကထွက်လာမဲ့စာကိုကျွန်တော်တို့ခုန Telegram channel ကိုပြန်ပို့ရမယ်အဲ့တော့ဘာလုပ်ရမလဲအပေါင်းလေးနှိပ်နှိပ်ပြီးွားရင် Telegram bot ကိုပဲယူပြီးွားရင်ဒီအပေါ်ဆုံးက send a text message or reply ဆိုယူပါကြောင်းလဲဆိုတော့ကျွန်တော်တို့ကရထားတဲ့စာကိုဟိုကောင်းစီကိုပြန်ပို့မှာအဲ့တော့ပို့မဲ့နေရာမှာကျွန်တော်တို့ကဒီ chat ID ဆိုတာကိုကျွန်တော်ဖြည့်ရအောင်မယ်အဲ့တော့အဲ့ chat ID ကဘယ်ကနေရမလဲကျွန်တော်ဒီရှေ့ဆုံးက Telegram bot ဆိုနေရာကိုပြန်သွား chat ဆိုတဲ့နေရာကိုဆင်းလိုက် band အောက်မှာ channel post ရေဗျ channel post အောက်မှာ chat ဆိုရှိကြီး chat အပေါင်းလေးတော့ အမှားနှိပ်လိုက်ဒီနေရာမှာ ID ဆိုတာရှိတယ်အဲ့မှာ minus ပါပါတယ်တို့လား minus 100ပါညာပေါ့နော်အဲ့တခုခုပေါ်လိမ့်မယ်အဲ့ဒီဟာအကုန်လုံးဒီအရှိအအနှုတ်ကလေးပါပေါအောင်ကူးလိုက်ကူးပြီးွားရင်ခုနကဒီနောက်ဆုံးဟာကိုသွားသွားပြီးဒီနေရာမှာ check ID ဆိုတဲ့နေရာမှာအဲ့ဒါကိုဖြည့်လိုက်နော်ပြီးွားရင်ဒီ text text ဆိုတဲ့နေရာကဘာဖြည့်ရမလဲဆိုရင်ဒီမှာထည့်ရမယ် text နေရာလीဒီ text နေရာက ဂျမနိုင်ကနေထွက်လာတဲ့ဒီစာသားလေးကိုကြည့်ကြည့် Hello how can i help you today ဒီ result ကိုကျွန်တော်ကဆွဲထည့်ရမှာ Okay နောက်ဆုံးတစ်ချိန်သေချာလေး run ကြည့်မယ် run once ပြီးကျွန်တော် Telegram ကိုသွားမယ်ဒီမှာအနောက်ကကောင်အလုပ်လုပ်နေပြီတော့စာဝင်လာတဲ့ဂျမနိုင်ကိုပို့လိုက်တယ်မင်္ဂလာပါ Hello in promise အဲ့တော့ Telegram နဲ့ကိုကိုကြိုက်တဲ့ ChatGPT ပဲဖြစ်ဖြစ် Gemini ပဲဖြစ်ဖြစ်ထည့်တက်သွားပြီထည့်ပြီးရင်ကိုကသွားပြီးတော့ ChatGPT တို့ဘာလို့သွားစကားပြောနေကြရတာမလို့တော့ကိုကကို Telegram သုံးနေရင်လည်းဟဲ့ဟေးဘာလဲညာလဲစသဖြင့်ကိုမေးချင်တာတွေအားလုံးကိုမေးလို့ရပါပြီတခုတော့ရှိတယ် Mate ကိုခုန NAN တို့ဘာလို့ဆိုတာသူကတလောက်ဘယ်နှကြောင်းပေါ့ဗျာဘယ်နှအခုကျွန်တော်တို့လက်ပတ်နိုင်နေဆိုတော့အရေးအတွက်အကန့်တတ်နေသွားနေတာဆိုတော့ free version တွေမှာဒီလိုကြိုက်တာကြိုက်တဲ့လောက်ဆန်းတာအတော့မဆိုးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်ကလောလောဆယ်မှာကျွန်တော်အကြိုက်တွေ့နေတာ make ကြိုက်တယ် NAN ဆိုတာကြိုက်တယ်အမ်ဇပီရလည်းမဆို relevance လည်းကောင်းတယ်အဲ့တော့ကြိုက်တာတွေကတော့အများကြီးပဲစိတ်ထဲမှာအစွမ်းရှိရင်ရှိသလိုဖန်တီးမှုရှိရင်ရှိသလိုတကယ်တိဆောက်လို့ကောင်းတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒါလေးလည်းအားလုံး like လုပ်နိုင်ပြီးတော့ရသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်တခြားပြောဆိုချင်တာရှိရင်ကျွန်တော်ရဲ့ Facebook AI free AI group ကို join ခဲ့ပါကျွန်တော်က next chapter ကကိုနေပါ